ကျွန်တော်စေတံခေါ်ပါအာဒီနေ့ကတော့ကျွန်တော် OOT တူလေးအကြောင်းလေးပြောချင်တော့ဗောနော်တကယ်တမ်းကျတော့အာအခုတလော Microsoft account နဲ့ login integration လုပ်ရင်းနဲ့ဒီအကြောင်းလေးပြောပြတာဗောနော် Microsoft ကတော့ OOT ကိုတုံတာမဟုတ်ဘူး OIDC ကိုတုံးတာပေါ့နော်ဒါပေမဲ့ OIDC အကြောင်းနဲ့ OO နဲ့ကတူတူပဲပေါ့နော်အာ OIDC က OO ကိုအခြေခံပြီးတော့ user authentication ထပ်ဖြည့်ထားတာပဲရှိရပါတော့နော်အဲ့တော့ဒီ အခုနောက်ပိုင်းမှာကျွန်တော်တို့တွေ application တွေလုပ်တဲ့အခါမှာဒီ OAuth ကမဖြစ်မနေတည်တည်နဲ့ထဲမှာပါတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့တွေဒီ Google နဲ့ integration လုပ်တာပဲဖြစ်ဖြစ်နောက်ပြီးတော့ကိုပါကို single sign on တစ်ခုခုကိုဖန်တီးတာပဲဖြစ်ဖြစ်ဒီ OAuth ကမဖြစ်မနေအရေးပါတယ်ပေါ့နော်။အဲဒါကြောင့်ကျွန်တော်တို့ OAuth ကိုတည်ထားရမယ်။တည်ထားရင်ကျွန်တော်တို့ deployment လုပ်တဲ့အခါမှာအများကြီးအသုံးဝင်တယ်။နောက်ပြီးတော့ကိုပိုင်း OAuth server ကိုကိုယ့်ရဲ့ website မှာပေါ့နော်။ကိုယ့်ရဲ့ system ကိုယ့်ရဲ့ website မှာ ကိုကကို OAuth တခုကိုဘယ်လိုတည်ထောင်မလဲဆိုတော့လေနားလည်နိုင်တာပေါ့အဲ့တော့ open OAuth ကပါလေပေါ့နော်ဟိုတကယ်ည authorization ပေါ့နော်မာကျွန်တော် Google နဲ့ login ဝင်လိုက်တယ် Facebook နဲ့ login ဝင်လိုက်တယ် KHN network login ဝင်လိုက်တယ်ဒီ login ဝင်လိုက်ပြီးတဲ့အခါကျရင်ဒီသူ့ကိုကျွန်တော်တို့ကပါပေးလိုက်လေဆိုတော့ asset token ပေးလိုက်တယ်ဒီနေ့ပြောရင်ဟိုးရင်တော့က OAuth မပေါ်ခင်တော့ကကျွန်တော်တို့တွေက user name နဲ့ password နဲ့ login ဝင်ရတယ်ပေါ့အဲ့တော့ user name နဲ့ password နဲ့ login ဝင်ရတဲ့အခါမှာဒါ secure အောင်ဖြစ်ပေါ့နော်ဥပမာ Facebook ကို ဟို Facebook ထဲက friend list ကိုကျွန်တော်ဆွဲထုတ်ခြင်းတယ်ဆွဲထုတ်ခြင်းတဲ့အခါကျရင်ကျွန်တော် Facebook ရဲ့ user နဲ့ password ကိုထည့်ရပါမယ်ဆိုပြီးတော့ဒီကျွန်တော်တို့ရဲ့အာ application site မှာထည့်ရမှာ secure ဖြစ်ဖို့ဒါဒီတခြား website တခုကဒီ Facebook တဲ့ username နဲ့ password ကိုရအောင်နိုင်တယ်ပေါ့နော်အဲ့တော့ဒီ Facebook က data တွေကိုကျွန်တော်တို့ကဆွဲထုတ်ခြင်းတယ်အဲ့လိုခါကျရင်ကျွန်တော်က OAuth ကိုတုံးတယ် OAuth ဆိုတာဘာလဲဆိုတော့ကျွန်တော် authentication ပေါ့နော်ဒီ username နဲ့ password login ဝင်တဲ့ဟာမှာကျွန်တော်တို့ကဒီ သူ့ရဲ့တက်ဆိုင်ရာ website မှာပဲတွားပြီး authentication လုပ်တယ်ပေါ့မှာ authorization လုပ်တယ်ပေါ့နော်သူက authorization လုပ်တာအာတွားပြီး login တွားဝင်တယ်ပေါ့နော် login ဝင်လိုက်ပြီးတဲ့ခါကျမှကျွန်တော်တို့ကအဆက် token မြင်ရပြီးတော့ကျွန်တော်တို့ load တဲ့ request တွေကိုသက်ပြီးလုပ်တာပေါ့ဒါကျွန်တော် API integration တွေမှာလည်းအထူးအရင်ကိုအသုံးဝင်ပါတယ်အဲ့တော့ org တစ်ခုကိုဖန်တီးရအောင်မှာဆိုကျွန်တော်တို့ကအာဘာလို့လဲဆိုတော့အဓိကတော့ကျွန်တော်တို့ဒီတက်ဆိုင်ရာ application သုံးမဲ့ပေါ့နော်။မှာ GitHub ကို integration လုပ်ချင်တယ်ဆိုရင် GitHub ရဲ့ ဒီ setting ထဲမှာတွားပြီးတော့ကျွန်တော်တို့က OAuth application တခုဖန်တီးရတယ်။အာ Microsoft ဆိုလဲ Microsoft Entra Enter ပေါ့နော်။ Entra Microsoft Entra ကိုကျွန်တော်တို့တုံးရတယ်။အမှကျွန်တော် select လုပ်ရတယ်။အဲ့မှာဘာရလာလဲဆိုတော့ကျွန်တော်တို့က client ID ရဲ့ client secret ရလာပြီးကျွန်တော်တို့ရဲ့ redirect callback URI ပေါ့နော် callback URI ကိုကျွန်တော်ထည့်ပေးရတယ်။ Okay ဒီသုံးခုကတော့ကျွန်တော်တို့ပထမဆုံးအဆင့်ပေါ့နော်။အဲ့တော့ကျွန်တော်တို့တော့မယ်ဆိုရင်တော့ရှင်းရှင်းလေးပဲပထမဆုံးအဆင့်ကကျွန်တော်တို့ကဒီတက်ဆိုင်ရ website ကိုကျွန်တော်တို့ application ရနေပြီးတော့လှမ်းပြီးခေါ်လိုက်တယ်။အဲ့တော့ကျွန်တော် application ကလှမ်းခေါ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်သူကဒီ authorization တော့ကျွန်တော် client ID ပို့ပေးရဲ့ကျွန်တော်တို့ redirect UI ဖြစ်ဖြစ် callback ဖြစ်ဖြစ်တက်ဆိုင်ရပါတော့တယောက်နဲ့တယောက်တော့မတူဘူးပုံမှန်ဖြစ်ကတော့ redirect UI နဲ့တုံးတယ်အဲ့ UI တခုကိုကျွန်တော်တို့ပေးလိုက်တယ်ဒါ callback ကိုပြန်လာမှာပေါ့နောက်တစ် scope ပေါ့ scope ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကဘာ permission တွေတုံးမှာလဲပေါ့ okay အဲ့တော့အဲ့ဒီ scope ကဘယ်မှာပြပေးပြလဲဆိုတော့ user ကိုဒီ ဒီဥစ္စာကိုကျွန်တော် authorize ပေးလိုက်ပါပြီဒီ user ကဒီ application ကကျွန်တော်တို့ရဲ့ဒီ github server ကိုဒီ permission တွေသုံးပါမယ်ဒါတွေလုပ်ပါမယ်အဲ့ဒါကိုခွင့်ပြုပါတယ်ဆိုတော့ဟာပြဖို့ပေါ့ဒါဆိုရင်သူက scope ထဲမှာပါရဟာပဲလုပ်လို့ရတယ်အမှ re user လုပ်မယ် user ရဲ့ email ယူမယ်ဒါပဲတူလုပ်လို့ရတယ်ဟာကျွန်တော်တို့ကဘာ github မှာဆိုကျွန်တော် report တစ်ခု private ကိုတွားပြီးတော့စောက်ပြမရှိဘူးမစောက်ပါဘူးပေါ့နော်အဲ့လိုစရဲ permission တွေကိုကျွန်တော်တောက်ပြောလိုက်တာ ဲ့ permission ကို user ကအလောက်ပေးလိုက်ပြီဆိုတဲ့အခါကျမှကျွန်တော်တို့ကဆက်ပြီးတော့ process လုပ်လို့ရတာပေါ့အဲ့မှာနောက်ထပ်အရေးကြီးတဲ့အခါကျွန်တော် state ပေါ့နော်ဒီ state ကကျွန်တော်အရေးကြီးတယ်ဘာလဲဆိုတော့ကျွန်တော်တို့ကဒီတခြားတယောက်ယောက်ကနေပြီးတော့ဒီ authorization token ကို hijack လုပ်လို့မရအောင်ပေါ့နော်မှာကျွန်တော်တို့က callback ကပြန်လာတဲ့အခါမှာ code တစ်ခုခုပြန်ပေးလိုက်တယ်အဲ့ပေးလိုက်တဲ့ code ကိုကျွန်တော်တို့ကဒီ လုပတ်ပြီးတော့ဖြစ်ဖြစ်တစ်ခုခုပြန်လုပ်လို့မရအောင်ဗောနောကာကွယ်ခြင်းတဲ့ခါဗောကာကွယ်ခြင်းတဲ့ခါကျွန်တော် state ကိုတုံးတယ် state ဆိုတာကျွန်တော် css ဖြစ်လို့မရဘဲကျွန်တော်ဒီဘက်ကနေတော့ random ထုတ်ထား string ခုအဲ့ random ထုတ်ထား string တစ်ခုကိုကျွန်တော်တို့ကဘယ်မှာတင်လိုက်လဲဆိုတော့ကျွန်တော်တို့တွေဒီအာကျွန်တော်တို့ရဲ့ local story ပဲဖြစ်ဖြစ် cookie ပဲဖြစ်ဖြစ် set အသင်းရဲ့ session ထဲမှာတင်လိုက်တယ်အဲ့တော့ပထမဆုံးသင်ကပါလို့လာပါလို့တာလဲဆိုတော့ကျွန်တော်တို့တွေကကျွန်တော်တို့ရဲ့ website ကနေပြီးတော့ကျွန်တော်တို့ရဲ့ website ကနေပြီးတော့ ကျွန်တော်တို့ကဘယ်ကိုသွားလဲဆိုတော့ GitHub ကိုသွားတယ်โอเคအဲ့ဒီ GitHub ကိုသွားတဲ့ခါမှာကျွန်တော်တို့ဘာပါလဲဆိုတော့ဒီ random state ပါလာအဲ့ state ကိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့ session ထဲမှာတင်ထားတယ်โอเคကျွန်တော်က CSR ပဲလို့ပဲဒီဟာကိုကျွန်တော်က session ထဲမှာတင်ထားတယ် session ထဲမှာတင်ထားပြီးမှကျွန်တော်တို့ plan ပို့ပေးလိုက်တယ်ဒါကပထမဆုံးအဆင့်โอเคအဲ့တော့ plan ပို့လိုက်တဲ့ခါမှာဆိုရင်ဒီဘက်ဘက်မှာ ဒီကျွန်တော် GitHub ပဲဖြစ်ဖြစ်ကျွန်တော် GitHub ကိုလှမ်းခေါ်ပါတော့ GitHub ကိုလှမ်းခေါ်ရင် GitHub page ပေါ့ GitHub ကိုခေါ်တာမဟုတ်ပဲ Google ခေါ်ရင် Google website ပေါ့အဲ့မှာကျွန်တော်တို့က login ဝင်ဖို့ကျွန်တော်တက်လာတယ် Okay သူက login ဝင်လိုက်တယ်တကယ်တော့ login ဝင်ထားပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဘာတော့တက်လာလဲဆိုတော့ကျွန်တော်တို့က okay ဒါကို allow လုပ်ပါမယ်ဆိုတဲ့အဆင့်ကိုတက်လာတယ်။ဒါအဲ့ဒီမှာကျွန်တော် scope တွေက bar scope တွေကိုသုံးပါမယ်။ဒါကို allow လုပ်ပါမယ် allow မလုပ်ပါဘူးဆိုတဲ့ဟာလေးတက်လာမယ်။ တော့ကျွန်တော်တို့ကအလားလုပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ပထမဆုံးအဆင့်ပြီးသွားပြီပေါ့နော်โอเคဒါတော့ကျွန်တော်တို့ကအလားလုပ်လိုက်မယ်အလားလုပ်လိုက်ရင်ဘာဖြစ်သွားမလဲပေါ့โอเคဒုတိယအဆင့်နေနဲ့အလားလုပ်လိုက်တယ်ဘာဖြစ်သွားမလဲဆိုတော့ဒါ scope ဆိုတဲ့အကြောင်းကျွန်တော်ရှင်းပြထားတာအဲ့တော့ဘာလုပ်လိုက်လဲဆိုတော့သူကဒီကျွန်တော်တို့ပေးလိုက်တဲ့ URL မှာကျွန်တော်ကုတ်ရယ်ကျွန်တော်တို့ခုနက state ရယ်ကိုပြန်ပေးလိုက်တယ်တကယ်တော့ reject လုပ်လိုက်တယ်ဆိုရင်သူကဘာပြန်ပေးလဲဆိုတော့ error နဲ့ကျွန်တော် error description ကိုပြန်ပေးလိုက်တယ် အဲ့တော့ကျွန်တော်တို့ကဒီဘက်ကောဘတ်ရောက်လာပြီဆိုရင်ကျွန်တော်ကုတ်ပါလန်ပါလာကျွန်တော်စစ်လိုက်အောင်မယ်ကုတ်တောင်ပါခဲ့ဦးဆိုရင်ကျွန်တော်တို့ကသူဒီ user ကနေပေါ့ဆက်ဆက်မဖြစ်ဘူးပေါ့နော်ဒါကဒီ OAuth နဲ့သွားရဲ့ authentication authorization ကဆက်ဆက်မဖြစ်ဘူးဆိုပြီးပြပေးလိုက်အောင်မယ်အဲ့တော့ကျွန်တော်တို့ကဆက်ဆက်ဖြစ်တဲ့စာကုတ်ကိုပြန်တော့ပြန်လာပြီးအဲ့တော့ကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုတော့ဒီကနေပြီးတော့ကျွန်တော်ရဲ့စာပါကိုဘာနဲ့ပြန်လာလဲဆိုတော့ကုတ်ပြန်လာမယ်ကျွန်တော်တို့ကကုတ်အပြင်ကျွန်တော်တို့ခုနကလို့ CSS ပဲအတွက်ကျွန်တော် state တစ်ခုပြန်လာမယ် ကျွန်တော်တို့က state ပြန်လာမယ်အဲ့တော့ s state ကိုကျွန်တော်ကုတ်ပြက်ပါလဲပါလာပြီဒီ state လဲပါလာပြီဆိုတဲ့အခါမှာဒီ state လာမှန်မှန်လားဆိုတော့ကျွန်တော် session ထဲကနေထုတ်မယ်ပြီးတော့ဒီ state နဲ့ session ထဲကိုကျွန်တော်တို့ကတိုက်မယ်ကဲသူဝါပြီဆိုတဲ့အခါကျမှကျွန်တော်တို့ကတကယ်သူပေးလိုက်တဲ့ကုတ်ကမှန်ပါတယ်ဆိုပြီးကျွန်တော်သိလာအဲ့တော့ session ထဲမှာကျွန်တော်တင်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဒီခါကဒီ user အတွက်ပဲဖြစ်တယ်တခြား user အတွက်လည်းမဟုတ်ဘူးဒီ user အတွက်ဖြစ်တယ်ဒီ request ကိုကျွန်တော်တို့လုပ်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီ S ပို့ပြီး secure ဖြစ်တာပေါ့ ဲ့တော့ကျွန်တော်တို့ကဟိုပုံမှန်အဖြစ်ဟိုကျွန်တော်အရင်က over ကိုစလုံးကဒီ stage ကြီးကိုကျွန်တော် runner sprint ထည့်ပြီးတော့ဘာမှလည်းမသုံးခိုးဘက်ကပြန်လိုက်ဟာပဲတန်းသုံးနေပေါ့နော်အဲ့ဒါတကယ်ညာ secure အဖြစ်ပေါ့နော် secure အဖြစ်အောင်ကျွန်တော်က stage ကိုကျွန်တော်သုံးရတယ် session ထဲမှာကျွန်တော်ကတိန်းထားရတယ်အဲ့မှာသူသူက stage ကို return ပြန်ပြီးတဲ့အခါမှာကျွန်တော် session နဲ့ရင်းနှီးတိုက် okay မှန်တယ်ဒါကသူငါပေးလိုက်တဲ့ request ကိုသူပြီးသူ response ပြန်ပေးလိုက်တာအဲ့ခါကျမှကျွန်တော်ရလာရဲ့ကိုကိုကျွန်တော်တို့နောက်ထပ်တစ်ဆင့်ကိုကျွန်တော်ဆက်သွားလို့ရတယ်အဲ့တော့ ပုံမှန်ဖြစ်ကျွန်တော်တို့ကဟိုအော်အကြောင်းကိုမသိခင်တော့ကကျွန်တော် login ဝင်လိုက်ပြီးပဲဘာကြောင့်တမ်းပြီးအဆက်တိုကန်မရလေးလဲပေါ့နော်အာကျွန်တော်တကယ်ကြတော့အော်မှာကျွန်တော်တမ်းတမ်းပြီးအဆက်တိုကန်ပေးဦးကျွန်တော်တို့ကကုတ်ပဲပေးလိုက်သေးတယ်ဒီကုတ်ကမှန်သွားပြီဆိုတဲ့ခါကျမှဒီကုတ်ကိုသုံးပြီးတော့ကျွန်တော်တို့ကဒီအဆက်တိုကန်အတွက်ကျွန်တော်လှမ်းခေါ်ရတယ် authorize ပြန်လှမ်းလို့ရတိုကန်ကိုလှမ်းလို့ရအဲ့ဒီအချိန်ကျမှကျွန်တော်တိုကန်ကို generate လုပ်တာပေါ့အဲ့တော့တိုကန်ကို generate လုပ်ဖို့ကခုနကကျွန်တော်တို့ပေးလိုက်ရလာ client id ရယ် client secret ဒီနှစ်ခုကဘယ်ရရလဲဆိုတော့ကျွန်တော်တို့ကဒီ သူ့ရဲ့ backend back ကနေပြီးတော့ရတယ်။နော်သူ့ရဲ့ backend မှာ backend ပဲဖြစ်ဖြစ် admin panel ပဲဖြစ်တခုခုကနေကျွန်တော်တို့က over code create လုပ်ထားတဲ့ဘက်ပေါ့နော်။အဲ့ဒီကနေကျွန်တော်တို့ရမယ်။ဒီတစ်ခုကဒီ code ကဘယ်ရရလာလဲဆိုတော့ကျွန်တော်တို့ response ကပြန်ရလာတဲ့ code ခုနကကျွန်တော်တို့ပြန်လာတဲ့ response ထဲကနေပြီးတော့ရလာတယ်။ okay အဲ့ကုတ်ကဆက်ဆက်ဖြစ်ခဲ့ရင်ဘယ်ကို return ပြန်ပေးမလဲဆိုရဲနောက်ထပ် redirect URL တခုပါတယ်ဒီ URL ကခုနက URL မသိဘူးခုနကပထမဆုံးပို့လိုက်တဲ့ URL ကကျွန်တော်တို့ကကုတ်အတွက်ပဲ handling လုပ်တဲ့ URL နောက်ထပ် UI တခုကြာတော့သူကဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ကိုအဆက်တုတ်ကံပြန်ပြီးတော့မယ် UI အဲ့ဒီမှာလည်းကျွန်တော်တို့ကဒီ state တခုပါတယ်ပေါ့နော်ပုံမှန်အဲ့လိုမျိုးတုံးနေကြဆိုရင်ဒီ state ပါတက်ကသုံးတဲ့နေ့ကျွန်တော် record mode ကမှာကျွန်တော်တို့ရဲ့ session ထဲမှာတင်ထားတယ် session ထဲမှာတုံးပြီးမှကျွန်တော်တို့ okay ငါကောက်ရပြီငါကို authorize ဟိုအဆက်တုတ်ကံပြီးပါဆိုပြီးတောင်းလှန်တောင်းတယ်အဲ့ဒီခါကျမှကျွန်တော်တို့ကအဆက်တုတ်ကံရလာတယ်โอเคဒီဟာ bascode တွေတုံးတယ်ကျွန်တော် token type ကပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ကရသွားပြီအဆက်တုတ်ကန်ရသွားပြီဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်တို့စကုတ်ထဲမှာရှိတဲ့ဟာလေးအကုန်လုံးကိုကျွန်တော်တို့လှမ်းပြီးတော့ခေါ်လို့ရိုင်းမှာ KH က user ဆိုရင်ကျွန်တော် user profile ကြာလာတယ်အဲ့လိုမျိုးပဲကျွန်တော်ရဲ့ repo scene ကိုထည့်တာစကုတ်ထဲမှာပါတဲ့ repo scene တွေလှမ်းပြီးတော့တောင်းလို့ရတယ်တနည်းပြောရင်ကျွန်တော်တို့ကဒီ KH ကိုကျွန်တော်တို့ဒီ client အနေနဲ့ကျွန်တော်လှမ်းတုံးတာပေါ့ Okay ဒီ OR ကိုဒီ OR ကဒီအဆင့်လေးပဲပါဒီအဆင့်လေးနေလိုက်တော့ပြီဆိုရင်ကျွန်တော်တို့ကိုယ့်အကို all of server တစ်ခုကိုအောင်ရေးလို့ရတယ်တကယ်ကြောင့် all of server တစ်ခုဖိုင်ပြီးရတာမခက်ဘူးမကျွန်တော်တို့ရဲ့ကိုပိုင် application ကိုလည်း all support လုပ်ပေးလိုက်လို့ရတယ်အဲ့တော့ဘာလုပ်မလဲဆိုတော့ admin panel မှာကျွန်တော်တို့က dashboard ပေါ့နော် application create generate လုပ်ပေးရတာတစ်ခုပါမယ် pnd overflow တိုင်းကျွန်တော်တို့က implement လုပ်ရုံပဲကျွန်တော်တို့ label တော့ဘာလို့မှဆိုရင် ready ရှိထားပြီးသားရှိရပေါ့နော် ready ရှိထားပြီးသားတော့ရင်လည်းရတယ်ပေါ့တကယ်ကြောင့် all တစ်ခုကိုဖိုင်ပြီးရတာမခက်ဘူးလွယ်လွယ်လေးရှိတယ်အဲ့တော့ flow အစဆုံးကျွန်တော်ပြန်ကြည့်ရအောင်ပြန်ကြည့်ရမယ်ဆိုပထမဆုံးအဆင့်ကပါလဲဆိုတော့ကျွန်တော်တို့တွေက သူ့ကိုကျွန်တော်တို့က request ခေါ်လိုက်တယ် okay request ခေါ်လိုက်တဲ့အခါမှာကျွန်တော်တို့ဘာပြန်လာလဲဆိုတော့ authorize လုပ်တယ်ပေါ့ဗျာ request ခေါ်လိုက်တယ် request လုပ်တယ် request လုပ်လိုက်တဲ့အခါမှာကျွန်တော်ကဘာပြန်လာလဲဆိုတော့ yes no ဆိုတော့ကျွန်တော်တို့ကသူ့ကပြန်ပေးရတယ် okay သူက yes စာပေးခဲ့ပြီဆိုရင်ကျွန်တော်တို့ကိုဘာပြန်ပေးလဲဆိုတော့သူကကုတ်ပြန်ပေးတယ် okay ကုတ်ပြန်ကုတ်ပြန်ရလာတဲ့အခါကျရင်ကျွန်တော်တို့ကဘာချက်ခေါ်လိုက်ဆိုတော့ okay ငါ့ကို token ပေးပါဆိုပြီးလှမ်းခေါ်တယ်ဒီကုတ်ကိုပြန်ထည့်ပြီးတော့ငါ့ကို token ပေးပါဆိုပြီးလှမ်းခေါ်တယ် အဲ့ခါကျရင်โอเคမင်းပေးထားတဲ့ကုတ်ကမှန်တယ်ဆိုရဲခါကျမှ return ပြန်ပေးလိုက်တယ်ဒါပဲဒီ flow လေးကဒါလေးပါပဲအာရိုးရှင်းရှင်းလေးနဲ့လွှဲတယ်အာ Google လည်းဒီပုံစံနဲ့ပဲတွားထားလား GitHub လည်းဒီပုံစံနဲ့ပဲတွားထားလားတိတ် ပြီးတော့ခက်ခက်ခဲခဲရှုပ်ရှုပ်ထွေးထွေးလေးအာတွားထားတာမဟုတ်ဘူးအဲ့တော့ကျွန်တော်ဘာပဲလုပ်လို့ကျွန်တော်တို့က server back ကိုနှစ်ခါခေါ်ရရယ် request ခါခေါ်တယ်ကုတ်ရလာတယ်ကုတ်ရလာတဲ့ခါမှာနောက်ထပ် token ရအောင်နောက်ခေါက်တစ်ခါခေါ်ရရယ် Okay ဒါ over ပေါ့နော် အဲ့တော့ OAuth ကိုအခြေခံပြီးတော့နောက်တစ်ခုပါရှိရဲဆိုတော့ Open ID ရဲ့ corner Open ID corner ပေါ့တကယ်ကြတော့တူတူပါပဲအာကျွန်တော်တို့ဘာပဲကွာဝါလဲဆိုတော့ကျွန်တော်တို့ကဒီ authorization authentication ကွာဝါတာပေါ့နော်ကျွန်တော်တို့က OAuth ကကျွန်တော် login ဝင်သွားပြီးရင် asset token ကျွန်တော်ပေးတယ်ဒီ user ကဘာ user မှန်းကျွန်တော်တို့မသိဘူးကျွန်တော်တို့က asset token ပဲရတာဒီ user ကဘာ user မှန်းသိချင်ရင် ျွန်တော်တို့ကသက်ဆိုင်ရာ profile API ကိုတွားခေါ်ရတယ်။အဲ profile API ကနေမှကျွန်တော်ဒီ user ဘာတူ user လဲဒီ user ရဲ့ email ဘယ်လို name တွေရဘယ်လိုစတဲ့ဟာတွေကိုကျွန်တော်တို့ကရတယ်။ဒါပေမဲ့ open id connect ကတော့ main profile ကို connect ရမှာမလို့ဘူး။ငါမင်းတို့တခါတဲ့ id token ပေးလိုက်မယ်။ဒီ user ဘာတူလဲဆိုတဲ့ information တခါတဲ့တန်ပေးလိုက်မယ်။ဒါဒါလေးပဲကွာတယ်။ on နဲ့ open id ကဒါလေးပဲကွာတယ်။ဘာမှ trade to ကွာမှာမဟုတ်ဘူး။အဲ့တော့သူ့မှာ standardized user info ရှိတယ်။ အာကျွန်တော်တို့ over မှာကျွန်တော် profile ကိုတွက်ခေါ်ရပြီးတော့ profile ပြန်လာပြီးရ data ကိုပဲကျွန်တော်တို့သုံးတယ်ပေါ့နော်အဲ့တော့ key hack ကတမျိုးဖြစ်ရင်ဖြစ်မယ် Google Google ကတမျိုးဖြစ်ရင်ဖြစ်မယ်တခြားနောက်တစ်ခုကနောက်တမျိုးဖြစ်ရင်ဖြစ်နေလိမ့်မယ် Okay အဲ့တော့သူ့မှာကဟိုဘာပါလဲဆိုတော့ကျွန်တော်တို့ကဒီ scope ထဲမှာ open id ထည့်ပေးရတယ်ပေါ့နော်ဒါ email ရယ် profile ရယ်ကျွန်တော်ထည့်ပေးရအရေးကြီးတာ open id ပါပေးရတယ် open id လာပါလာပြီဆိုရင်ကျွန်တော်တို့ကဒါပါလဲဆိုတော့ OIDC နည်းနဲ့ကျွန်တော်ခေါ်တယ်သူက ID token လိုချင်နေဆိုတော့ ကျွန်တော်တို့တည်ပြီအာ Microsoft Infra မှာကျွန်တော်တို့ကဒီဒီဟာတွေသွားဆက်လက်လုပ်လို့ရတယ်ပေါ့နော်တကယ်တော့ Microsoft integration လောက်လုပ်မယ်ဆိုရင်တကယ်ညသွားရဲ့ flow တွေအကုန်လုံးကအတူတူပဲအာဘာပဲကွာွားလဲဆိုတော့ကျွန်တော်တို့ဒီ return ပြန်တဲ့ခါမှာပဲကွာွားရမယ်နော်သွားတဲ့ခါကျနောက်ပြီးတော့ကျွန်တော်တို့ request ထုတ်တဲ့ခါမှာဒီ open id ကိုကျွန်တော်ထည့်ပြီးတော့ request ထုတ်ပေးလို့ရတယ်ဒါပထမဆုံးကျွန်တော်ပထမဆုံးကျွန်တော်တို့ကဒီ authorization ကိုကျွန်တော်လုပ်လိုက်တယ်အဲ့ခါမှာကျွန်တော်တို့ကထုတ်တဲ့နိုင်သူ့မှာ user login ဝင်မှုတက်လာတယ် approve rate reject တွေလာတယ် approve လုပ်လိုက်တဲ့ခါကျကျွန်တော်တို့က code နဲ့ကျွန်တော် state တွေပြန်ပို့ပေးတယ်တူတူပဲအဲ့တော့ရလာပြီဆိုတဲ့အခါကိုကြာမှာကျွန်တော်တို့ကနောက်တဲ့အခါမှာ okay အဒီ code နဲ့သူတို့ကနောက်ထပ် third request လုပ်တယ်ပေါ့နော်နောက်ထပ် third request လုပ်လိုက်တဲ့ခါကျမှာကျွန်တော်တို့ကဘာရလာလဲဆိုတော့ id token ရဲ့ asset token ရလာအရင်ကကျွန်တော်တို့ဘာပဲရလာလဲဆိုတော့ asset token ပဲရလာဒီ OIDC မှာဆိုရင်ဘာကွာွားလဲဆိုတော့ဒီ ID token ရလာတယ် ီ ID token ကတကယ်ကြတော့ user profile ပဲပေါ့နော်အဲ ID token ကပုံမှန်အပြည့် basis basis ဖုန်းနဲ့ပြန်လာတယ်အဲ့ဒါကို decode line ဂျီလူကြီး information ရလာအမှဘာပဲလဲဆိုတော့ email တို့ name တို့တခြား information တွေပါတယ်ပေါ့နော်ဒါပဲ OIDC က OAuth နဲ့ OIDC ကတူတူပဲဘာပဲအဓိကกว่าလဲဆိုတော့ ID ပါလာနဲ့ ID မပါလာပဲกว่าတယ်ဟုတ်ကဲ့ဗျဒီလောက်ဆိုရင်တော့နားလည်မယ်လို့ထင်ပါတယ်ခက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 ်ချွတ်ချွတ်လေးလည်းမဟုတ်ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်